ရှောင်းရံကတော့မတိုက်သေးဘဲနဲ့စေလုံးသားရဲလေးကိုပြန်ပေးဆိုပြီးတောင်းလိုက်ပါတယ်။ကောင်မလေးကတော့အပိုစကားတွေပြောမနေနဲ့တိုက်မယ်ဆိုတိုက်กว่าဆိုပြီးပြောလိုက်ပါတယ်။ပြီးတာနဲ့သူထိန်းချုပ်ထားတဲ့မြေရောက်စပယ်ဦးမွေမျိုးနဲ့စုကအကြီးကဲတွေကိုထုတ်လိုက်ပြီးလေ။ကောင်မလေးကအမိန်ပေးလိုက်တာနဲ့စပြီးတော့တိုက်ကြပါပြီ။နှစ်ဖက်လုံးတယောက်စီတာဝန်ယူပြီးတိုက်နေတော့မှကောင်မလေးထွက်ပြေးတာကိုကြည်ရံကမြင်ပြီးတော့អော်လိုက်ပါတယ်။ရှောင်းရံကတော့ရှေ့တယောက်နောက်တယောက်ချနေရတာနဲ့မအားဘူးလေ။အမြန်တိုက်ပြီးတော့လက်စီးသုံးတော်လှုပ်ရှားမှုကိုသုံးပြီးတော့အနောက်ကနေပြီးတော့မင်းဖက်ပြေးမလဲလို့ပြောပြီးတော့လိုက်သွားပြီလေ။တိုက်တာကိုရှောင်းလိုက်ပြီးတော့ကောင်မလေးကခြေထောက်နဲ့ပြန်ကန်တော့လက်နဲ့ကာလိုက်ပြီးတော့ခြေထောက်ကနေကင်ပြီးတော့လှုပ်ပြစ်လိုက်ပါတယ်။ပြီးတာနဲ့ဇက်တိုက်တိုက်နေကြပါတယ်။ ဟင်းလေးမြေတောင်တန်းတစ်စိမ့်နဲ့တိုက်တာကိုကလိုက်တော့ခမောက်ကပြုတ်သွားပြီလေပေတံနဲ့ပြေးရိုက်တော့ဓာတ်နဲ့ကလိုက်ပါတယ်ဆေးလုံးသားရဲ့ကိုပေးစမ်းဆိုတော့ဆူတောင်းလိုက်ဆိုပြီးပြောခံလိုက်ရပါတယ်ခေါင်းမာလိုက်တာဆိုပြီးတော့ဇက်တိုက်တိုက်နေကြပြီလေ ပြီးတာနဲ့ရှေ့ကပေါ်လာပြီးတော့6စစ်ခန္ဓာလွင်မျိုးပေတံကိုအုံပြီးတိုက်လိုက်ပါတယ်။ကာလိုက်ပေမဲ့ပောက်ကွဲမှုကြီးဖြစ်လာပြီးတော့နောက်ကိုလွင်သွားပါတယ်။နားချိန်တော့မပေးဘဲနဲ့ရှောင်းရံတရောက်လက်သီးနဲ့ဝင်ထိုးပြီးလေဒဏ်ရန်ရပြီးတော့အောက်ကူကျသွားတာကိုထပ်လိုက်တိုက်တော့ကောင်မလေးကနတ်ဆိုးမျက်လုံးခန္ဓာထိန်ချုပ်မှုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။စိတ်ဝိညာဉ်ကိုထိန်ချုပ်ချင်တာလားဆိုပြီးတော့မျက်ခုံးကြားထဲကနေပြီးတော့စိတ်ဝိညာဉ်ဆွမ်းအားတွေပြန့်နှံ့လာပြီးလေစိတ်ဝိညာဉ်ထိန်ချုပ်တာကိုမအောင်မြင်ဘဲနဲ့နောက်ဆုံးတော့ရှောင်းရံရပြီးတဲ့အသာဖြစ်သွားပြီးတော့မျက်နှာဖုံးမပါပဲအောက်ကိုပြုတ်ကျသွားပြီးလေရှောင်းရံကစိတ်လုံးသားရဲကိုထုတ်ပြီးလို့ရပြီလားဆိုပြီးမေးလိုက်ပါတယ်။မပေးဘူးဆိုပြီးတော့မောကြည့်လိုက်တော့ရင်းနှီးခဲ့မှုနဲ့မျက်လုံးလေးကိုတွေ့သွားပြီးလေကြောက်စိမ့်မွေပန်းသုံးမွေမျက်လုံးဘင်းက ချင်းလင်ဆိုပြီးပြောလိုက်ပါတယ်ချင်းလင်ကတော့နေငါ့နာမည်ကိုဘလို့လုတ်သိရလဲဆိုပြီးပြန်ဆွာပါတယ်အဲ့တော့မှကလေးမလေးမင်းငါ့ကိုမမှတ်မိတော့ဘူးလားဆိုပြီးမေးလိုက်ပါတယ်ငါ့ကိုမမှတ်မိရင်တောင်ပေဒံကိုရောမှတ်မိလားဆိုပြီးတော့မထူးသေးတာနဲ့အားမနိုင်ငံတော်ကတက္ကသေးခန္ဓာရရတဲ့ကခန္ဓာရတန်ကြီးစားအဖွဲ့ဆိုတော့မှချင်းလင်တယောက်သူ့ကိုကဲကဲဘူးတဲ့ရှောင်းရံကိုမှတ်မိသွားပြီလေ တကယ်ပဲသခင်လေးရှောင်းရံလာဆိုပြီးမေးလိုက်ပါတယ်ရှောင်းရံကလက်တွဲပေးပြီးထူလိုက်ပါတယ်တောက်မှန်ပါတယ်ဆိုပြီးတော့ဆေးလုံးပေးလိုက်ပြီးလေပြီးတာနဲ့ထိမ့်ချုပ်ထားတဲ့အကြီးကြီးတွေကိုပြန်သိမ်းလိုက်ပါတယ်တိုက်နေရကနေပြောက်ကုံတော့ကြောင်တော်တော်ဖြစ်သွားကြပါတယ်ချင်းလင်ကတော့ရှောင်းရံကိုထိခိုက်မိအောင်လုပ်မိတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်နေပါတယ်ရှောင်းရံကမမှတ်မိတာပုံမှန်ပါပဲဆိုပြီးပြောလိုက်ပါတယ်ကြည်ရန်ရောက်လာတော့ပစ္စည်းကိုလူပြီးတာနဲ့ထွက်ပြေးတယ်အချက်မရှိဘူးဆိုပြီးရန်တွေ့ပြီးလေရှောင်းရံကတော့ရှောင်းရံဘာဖြစ်သွားသေးလဲလို့မေးပြီးတော့ထပ်တိုက်ဖို့လို့တော့ရှောင်းရံကတားလိုက်ပါတယ်အထင်လွဲတာပါဆိုပြီးတော့ချင်းလင်ကကြားမနိုင်ငံတော်မှာတီးခဲ့မှုတဲ့တငယ်ချင်းကောင်းပါဆိုပြီးမိတ်ဆက်ပေးလိုက်ပါတယ်အရင်ကတော့ကသူ့ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့သေးတဲ့အတွက်ကြည်ရ ရန်တရားမကျေနပ်သေးပါဘူးချင်းလင်ကအဲ့နေတုန်းကကြည်ရန်ကိုမြောက်စော်အုံမွေမျိုးနဲ့စုလို့ထိတိုင်းပြီးလို့ပါဆိုပြီးတောင်းပန်လိုက်ပါတယ်အဲ့ဒီတော့မှနှက်ခမ်းစုပြီးတော့ရှောင်းရရဲ့တငယ်ချင်းဆိုတာကြောင့်ခွဲလွှတ်လိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်အရင်တုန်းကမုကလန်ရဲ့လက်ကနေကဲတင်ကဲတုန်းကကောင်းကင်မွေရဲတိုက်ကလူတွေခေါ်သွားခဲ့တာလေဘလို့ဆက်ဆံခဲ့လဲဆိုပြီးမေးတော့ကောင်းကောင်းဆက်ဆံပြီးတော့ကောင်းကင်မွေရဲတိုက်ကိုတောင်းလွှဲပေးခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အကြီးကဲတွေကအရင်ကောင်းဆောင်ရဲ့တာအကြီးနဲ့လက်ထပ်ပေးချင်တာကြောင့်ယောက်ျားမယူချင်လို့တိတ်တိတ်ဆိတ်ထွက်ပြေးလာတာပါကြားမနိုင်ငံတော်ကိုပြန်လာတော့အရင်လိုမဟုတ်တော့ဘူးလေရှောင်းရရဲ့အလဲပိုင်းကုန်းပြေမှာရှိတာကိုတိရနဲ့လိုက်လာခဲ့တာပါဒါပေမဲ့အလဲပိုင်းကုန်းပြေကအရင်ကြီးတော့လူရှာတွေးဖို့ဆို ဆိုတာကခက်တာကြောင့်ခကြီးလဲသွားရင်းနဲ့ရှောင်းရံကိုလည်းရှာရင်လုတ်ခဲ့တာပါပြီးတာနဲ့စေလုံးသားရဲလေးကိုပြန်ပေးလိုက်ပါလေဟိုကလည်းလွတ်တာနဲ့ရှောင်းရံစီကိုပြေးပြီလေချင်းလင်ဒီစေလုံးကိုလိုချင်တာကအစိပ်ဖြစ်နိုင်တယ်လို့ပြောကြတာကြောင့်ပါအကျွင်းကျန်နေမြည်ရဲ့ပေမခမ်းမရဲ့အလေမှာတော့လေးဘောမြောက်တက်ပြီးတော့ချိတ်နေတဲ့အလင်းလုံးတစ်ခုရှိနေပါတယ်ပထမဆုံးရောက်လာတာကတော့ငှက်ဆုပ်တွေပါ ပြီးတာနဲ့ဝိဇာလဲနဲ့ရေခဲမြစ်တောင်ကြားကလူတွေပါရောက်နေပါပြီကျွန်တော်ဖေဖေလည်းဟော်အားလေးကိုခေါ်ပြီးတူရောက်လာပါတယ်ဟော်အားလေးကရှောင်းရံမလာသေးတော့စိတ်ဝင်နေပြီမဲတောင်ကြားသခင်ထံကတော့ရှောင်းရံရဲ့အစွမ်းနဲ့ဆိုရင်ဒေချာဘာမှဖြစ်မှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံတယောက်ချင်းလင်းကိုဆန်းသက်ကြည့်လိုက်တဲ့အခါမှာတော့အစိတ်မိနေတာသိလိုက်ရပြီလေဘလို့အစိတ်မူလဲဆိုတော့ခေါင်းကိုလုံးပြီးအောက်စပတ်ဦးမွေမျိုးနဲ့စုရဲ့မွေပရင်နှလုံးတိုက်စားမှုအစိတ်ပါဒီအစိတ်ကကဘာဘာမှအပြည့်ဆုံးစိတ်လို့တောင်ပြောလို့ရပါတယ်ဖြည့်စင်းမရှိဘူးဆိုပြီးတော့လည်းကြားဘူးလေလေ သူတို့တွေကချင်းလင်ကိုအရင်နိုင်ချင်းကြတာပါချင်းလင်ကမော်တာရဲနေမြေတွေကိုရောက်တဲ့ချိန်မှာအစွမ်းထက်မွေပုံစံမော်တာရဲတွေကိုပဲရှာချင်တာပါဒါပေမဲ့ခေါင်းကိုလုံးပြောက်စပတ်ဦးမွေမျိုးနယ်စုကအကြီးကဲတောင်နဲ့တွေ့ပြီးတော့မျိုးလုံးတွေကိုမှတ်မိသွားတာကြောင့်ဒုနယ်စုတစ်ခုလုံးကဖမ်းဖို့ကြိုးစားတဲ့ခါမှာတော့ကံမကောင်းတဲ့သူတွေကိုချင်းလင်ကဖမ်းပြီးတော့ထိန်းချုပ်လိုက်ရတယ်လေချင်းလင်ကလည်းထိန်းချုပ်ဖို့ကြိုးစားရင်းနဲ့အကြီးကဲတယောက်ဆိတ်ခတ်တာကိုမိသွားတာပါကြောက်စိမ့်မွေပန်းသုံးမွေမျိုးလုံးကမွေပုံစံတားရဲတွေအားလုံးရဲ့ကြံသူပါပဲမမရဲ့ခုနှစ်ယောက်ချဲကောင်းကင်စပတ်ဦးမွေလိုမျိုးရှီဟောင်းမွေရပါဆွမ်းရပိုက်ဆိုင်ထားတဲ့တားရဲတို့ကတော့ချွင်းချက်ပေါ့မွေပရင်နှလုံးတိုက်စားမှုအစိတ်ကကိုင်းတွေရခက်ပေမဲ့ဖြည့်ရှင်းဖို့နည်းလမ်းမရှိတာမှဟုတ်တဲ့အကြောင်းကိုရှောင်း င်ရှန်ကပြောလိုက်ပါတယ်ဆွေလုံသားရဲရဲသွေးနဲ့တင်ခနာကိုယ်တွေကအစိတ်ကိုဖယ်ရှားဖို့မလုံလောက်သေးတဲ့အကြောင်းကိုထပ်ပြောလိုက်ပါတယ်ရှောင်းရန်ကတော့ရှောင်းဤရှန်းကိုချူရဲနိုင်ငံတော်ကအစိတ်ခိုင်းရဲ့ခံချုပ်လေးဆိုပြီးမိတ်ဆက်ပေးလိုက်ပါတယ်ဒီရဲ့ကျွင်းကျန်နေမြေကနေထွက်သွားတာနဲ့အစိတ်ဖြစ်ပေးမယ်လို့ပြောပြီးတော့လောလောဆယ်တော့ဘေးမှာပဲနေဖို့မှာလိုက်ပါတယ်ပြီးတာနဲ့ထန်းအစ်တို့တိုင်းပညာကိုကြီးပို့သွားကြပြီလေ ချင်းလင်းမှာမြေပုံရှိရအတွက်ဦးဆောင်ပြီးခေါ်သွားပါတယ်။ရှောင်းရံတို့ရောက်လာတော့ဟော်အားလေးကလှမ်းပြီးခေါ်လိုက်ပါတယ်။စာလေးတွေရဲ့တစိမ့်တွေကပို့ပြီးအားနေလာတာမို့လို့ရှောင်းရံလာတာအချိန်မီလေးပဲဆိုပြီးတော့တောင်ချတဲ့ခင်ကပြောလိုက်ပါတယ်။ထန်းစင်တို့တိုင်းပညာကအလင်းရောင်ကြောင်တုံးထဲမှာဆိုပြီးအားလုံးကထင်ကြီးပေးနေကြတာပါ။စာလေးတွေကဆယ်လေးတောင်ရှိတာဆိုတော့အကုန်လုံးကထန်းစင်တိုင်းကျန်နေပဲလားဆိုပြီးတော့ရှောင်းရံကမေးလိုက်ပါတယ်။တောင်ချတဲ့ခင်ထင်တာကတော့ထန်းစင်တိုင်းကျန်ကတလီပဲရှိတာပါ။ခဏနေတော့ငါလာတာနောက်မကျသေးဘူးဆိုတဲ့အတန်နဲ့အတူတစေအိုကြီးချိန်ရှင်းရောက်လာပါတယ်။ဝိဇာလေးကတော့ရှောင်းရံကတစေအိုကြီးချိန်ရှင်းရဲ့လက်မောင်းတစ်ဖက်ကိုဖက်လိုက်တယ်ဆိုတဲ့ကောလာဟာလာလေးကြားဘူးလားမို့လို့ပွဲကတော့ကြည်ကောင်းပြီဆိုပြီးပြောလိုက်ပါတယ်။ ်ရှောင်းရံကဒီလောက်မကြမ်းနိုင်ပါဘူးဆိုပြီးငမကမယုံကြည်နိုင်ဖြစ်နေပြီလေတစေဟိုကြီးကြံရှင်ရဲ့လက်ကိုကြည့်ပြီးတော့မင်းရဲ့လက်ကပြန်ထွက်လာလာမြန်သားပဲဆိုပြီးတော့ကြီးလိုက်ပါတယ်အဲဒီတော့မှရှောင်းရံကိုတွေ့သွားပြီးတော့တက်ဖြတ်ချင်းစိတ်တွေများလာပြီလေရှောင်းရံကတော့ကောင်းကင်ဘီတော့ကိုထုတ်လိုက်ပြီးတော့ကြည့်ရတာနောက်လက်တစ်ဖက်လည်းမလို့ချင်တော့ဘူးပဲဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံနောက်မှာတောင်သားတခင်ကကက်ရက်လိုက်ပါတယ်ခဏနေတော့ချိတ်ပိတ်စိတ်ကပျောက်တော့မဲ့ချိန်ကိုရောက်လာပါတယ်တဆေကိုကြီးကြင်ရှင်တယောက်ဒီတခါတော့ခမတ်တခင်ပေးထားတဲ့အမိန်ကပို့ပြီးရေးကြီးရဲ့ဆိုပြီးတွေးလိုက်ပါတယ်။တောင်ကြားတခင်ထံဝင်ရှုပ်ရင်လေရှောင်းရံကိုဖမ်းဖို့ဆိုတာမလွယ်ဘူးလေ။ ပြီးတာနဲ့စာလေးတွေအကုန်လေးပေါ်ကိုပြန်ဝဲလာပါတယ်ထန်းစင်တန်ညာကငါဟာပဲဆိုပြီးတော့ဝိုင်းလို့ကြပြီလေအဲ့ဒီချိန်မှာရုပ်သေးကလည်းအသက်ဝင်လာပြီးတော့လူတဲ့လူတွေကိုပြန်တိုက်ပါတယ်ရှောင်းရံကတော့နောက်ကဖော်တွေကိုမလှုပ်ရှားသေးဘူးမှလိုက်ပါတယ်ထန်းစင်တန်ညာအဆင်ရှိမရှိရှာတွေ့နိုင်မလားဆိုတာစိတ်အယုံသိစိတ်နဲ့ကြည့်ဖို့ပါစာလေးတစ်ခုကနေပြင်းထန်တဲ့လက္ခဏာထွက်နေတာကိုသတိထားလိုက်ပြီးတော့ထန်းစင်တန်ညာဖြစ်နိုင်တယ်ဆိုတဲ့အထင်နဲ့စာလေးကိုတူတော်ယူမယ်ဆိုပြီးပြောလိုက်ပါတယ်ချန်တဲ့သူတွေကိုတော့ရုပ်သေးတွေကိုလမ်းကြောင်းလွှတ်ထားဖို့အမိန်ပေးလိုက်ပါတယ်ရှောင်းရံသွားတဲ့လမ်းတစ်လျှောက်ရုပ်သေးတွေကဝင်တိုက်ကြပြီမဲ့ဘေးကလူတွေကတားပေးထားတယ်လေတခြားလူတွေကလည်းနောက်ကနေပြီးမနေလိုက်ပြီးတိုက်နေပါပြီလက်စီ၃00လောက်ရှာမှုနဲ့ ောင်းလိုက်ပါတယ်အရှိမပေါ်လာပြီးတိုက်တော့ပီရန်နဲ့ကလိုက်ပြီးတော့ပြန်တိုက်လိုက်ပြီးလေလက်ဝါးစွာကျွေးလိုက်ပြီးတော့သူကတော့စာလေးကိုလိုက်ဖမ်းပါတယ်စာလေးကိုရကန်ဒီမှာတယောက်ကပစိန်နဲ့ဝင်ပိုင်းတော့ရှောင်းလိုက်ရပါတယ်စာလေးကငှားဟပဲဆိုပြီးထပ်တိုက်တော့ပီရန်ကနေပြီးတော့ကောင်းကင်ဘီတော့ထုတ်ပြီးတော့သူနဲ့တမတန်အလင်းပြလိုက်ပြီးလေရွှေမင်ကိုင်းကတော့တလေးရသွားပါပြီစာလေးကိုကောင်းကင်ဘီတော့နဲ့ဆွဲယူလိုက်တဲ့အချိန်မှာပဲတယောက်ကပြန်ဆွဲထားပါတယ်အဲ့ဒါကတော့ရွှေမင်ခိုင်ချုပ်ပါသူသားတေတာကိုတခါတည်းစီးရင်ရှင်းမယ်ဆိုတော့တတိရှိရင်ဝင်းကျင်တဲ့တော့ကိုသွားရှင်းလေးဆိုပြီးပြောလိုက်ပါတယ်။အမှန်ပြောတာကိုမခံနိုင်တဲ့သူကတော့တစ်ဖက်ကနေပြီးတော့ရှောင်းရံကိုလှမ်းတိုက်ပါတယ်။ရုပ်သေးထွက်လာပြီးတော့ကာလိုက်ပြီးလေ စာလေးကားတစ်ဖက်ကိုလွှဲသွားပါတယ်ရုပ်သေးကတော့သူ့တာဝန်တိုင်းရွှေမြကရုပ်ကိုတိုက်နေပါပြီဒူဆန်းလဲဆိုရောလမ်းဖြတ်ကုန်ပြီလေပြီးတာနဲ့လက်သီးနဲ့တစ်ချက်ပြီးတစ်ချက်အစော်ခံနေရပါပြီတေဆန်းဆိုပြီးပြန်လိုက်ပေးမယ်သူပဲခံနေရပါတယ်အကာအကွယ်ထုတ်ပြီးကာလိုက်တော့ရုပ်သေးရဲ့စတိုက်ထိုးချက်တွေကြောင့်အကာအကွယ်အကွယ်သွားပြီးတော့လူလဲနောက်လွင့်သွားပါတယ်နောက်ဆုံးတော့ရှောင်းရံလဲသူ့လိုချင်တဲ့စာလေးကိုဖမ်းမိသွားပါတယ် ဒါပေမဲ့ထန်းစင်တိုင်းကတော့မဟုတ်ပါဘူး။ရှော့ပြင်းကန်ကျုပ်ထွက်ပြေးတာကိုရှေ့ကနေတားလိုက်ပြီးတော့မင်းရဲ့ရုပ်သေးကြောင့်မလို့ခုလိုနိုင်နေတာပါညာနဲ့ပြောပြီးတော့ရှောင်းရံလိုဒိုဆန်းသာဆိုရင်တစ်ချက်စာပဲဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒါကိုကြတော့ရှောင်းရံကခမရရဲ့စိတ်လုဆော်တဲ့နီးကဆုတ်ပြတ်နေတာပဲ။ဒါပေမဲ့ကြိုက်ပါတယ်ဆိုပြီးတော့ရုပ်သေးကိုပြန်သိမ်းလိုက်ပြီလေ။ခမရကိုတိုက်ဖို့ရုပ်သေးတောင်မလို့လို့ပြောပြီးပေတံကိုထုတ်ပြီးတော့ပြေးတိုက်ပါတယ်။ ဟိုဘက်ကဓာတ်ရှည်တွေထုတ်ပြီးတော့တိုက်လိုက်တာကို60ခန်းစီစဉ်ပေးတဲ့နဲ့ကာလိုက်ပြီးတော့လေဟာနဲ့အကွဲချောင်းတွေကနေထွက်ပြေးသွားတယ်။ဂိုင်းချုပ်ချံကိုအဲ့ဒီထက်ထိလိုက်ပြီးတော့နောက်ကနေတိုက်ချလိုက်ပါတယ်။ပြီးတာနဲ့သူ့သားနဲ့သွားသွေးလို့ရအောင်အေဂရစ်သစိမ့်စုံကိုသုံးပြီးတော့အရောက်ပို့ပေးလိုက်ပြီလေ။စာလိတ်ကအသိမကျန်တော့တဲ့အတွက်အခုထပ်လှုပ်ရှားရင်မရသေးတဲ့လူတွေအတွက်မမြတ်တာလို့ဖြစ်နေမယ်ဆိုပြီးတော့ရက်လိုက်ပါတယ်။လေလျက်စီးဆိုင်မီလီယံတောင်ကြာကောင်းကင်နဲ့စူစာမီအင်အားစုတွေကစာလိတ်ရထားတဲ့အတွက်ထပ်လှုပ်ရှားမှာမဟုတ်တော့ပါဘူး။ရှောင်းရန်ကစာလိတ်တွေကအစွမ်းထက်ဒုတိုင်းပညာဒါမှမဟုတ်ခြေချင်းစင်တွေပဲဖြစ်နိုင်ပြီးတော့ထန်းစင်ဒုတိုင်းပညာကတော့လုံးဝမဟုတ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဝိညာဉ်တန်တော်ကလူကစာလိတ်တွေကိုမလူဘဲနဲ့အလင်းလုံး ကိုကတ်သွားကြပြီလေဖြစ်နိုင်တာကသူတို့ရဲ့ပြစ်မှတ်ကတိုင်းသူတော်စင်ရဲ့အယူပါဝိကျင်တန်းတော်ရဲ့ကာတပဲတွေကရုပ်သေးတွေကိုတားထားပြီးတော့တဆေအိုကြီးကြိုင်ရှင်ကတော့ထွဖြည်းဖြည်းချင်းရှေ့တက်သွားပြီလေအလင်းလုံးတွေကနေပြီးတော့တိုင်းသူတော်စင်ရဲ့အယူထွက်လာပါတယ်အနားကိုရောက်တော့မျက်စိကအလင်းရောင်တွေထွက်လာပြီးတော့တဆေအိုကြီးကြိုင်ရှင်ကိုစားတိုက်ပါတယ်လေဟာနဲ့အကွဲချောင်းတွေကိုဝင်ပြေးပြီးမဲ့အထဲထိလိုက်တိုက်ပါတယ်တိုက်သမ ्या ကိုရှောင်းရင်းတင်းရင်းနဲ့အယိုးကိုယူဖို့လုပ်ပြီးမဲ့အတိုက်ခံလိုက်ရပြီးတော့မျက်နှာဖုံးလဲကျော့လက်လဲထန်ရရသွားပြီလေ တဆေဦးကြီးကြိုင်ရှင်ရဲ့သွေးကတိုင်းသူတော်စင်ရဲ့အယိုးဘော်ကိုကြာသွားပြီးတော့နှစ်ပေါင်းများစွာတည်ဆုံနေတဲ့အယိုးတွေကအသက်ဆုံးအားနေနိုးထလာပြီးတော့အတန်လိုင်းတစ်ခုထွက်လာပါတယ်။အားလုံးကနောက်ပြတ်ဆုံးကြပြီမဲ့မကာနိုင်တဲ့လူကတော့အသက်ပါပြီးလဲရပါတယ်။ထွက်ပြေးဖို့လည်းမဖြစ်နိုင်တော့ဘူးလေ။တောင်ကြားတခင်ထံကတဆေဦးကြီးကြိုင်ရှင်ကိုမင်းဘာလို့လုလိုက်တာလဲဆိုပြီးမေးလိုက်ပါတယ်။ပေရတလောက်ကြာနေတဲ့အယိုးစုကရုပ်တရက်ပြန်ရှင်လာမယ်လို့သူလည်းမသိဘူးဆိုပြီးတော့ဝိညာဉ်တော်ကပညာရှင်တွေလည်းတည်ခဲ့တာပဲလေဆိုပြီးတော့မှားတာကိုဝန်မခံမနဲ့ပြန်ပြောလိုက်ပါတယ်။မင်းရဲ့သွေးကအယိုးပေါ်ကျသွားတာကြောင့်မဟုတ်ရင်ဘယ်လိုလုပ်သူ့ကိုနိုးထအောင်လုပ်နိုင်မှာလဲဆိုပြီးတော့ရှောင်းရံကဝန်ပြောလိုက်ပါတယ်။ အဲ့တော့မှအကုန်လုံးရဲ့ဒေါသတွေကတဆေကိုကြီးချင်ပေါ်ကိုရောက်သွားကြပြီလေအတန်လိုင်းကြောင့်အင်အားစုအသီးသီးကလူတွေတေသွားတာနဲမမနေပဲ အဲ့ဒီတော့မှမစင်းစားပဲလုံးမိတာပါဆိုပြီးတော့လေးတန်းပြောင်းသွားပါတယ်အဖက်ခံရတော့မှဆိုတော့မပြောင်းလို့လည်းမရဘူးလေပြီးတာနဲ့အခုကဘသူတာဝင်လို့ပြောမယ်ဆိုတာတိုင်းသူတော်စင်ရဲ့အယိုးကိုပူပေါင်းဖြည့်ရှင်ဖို့လိုတယ်အယိုးကခုမှနိုးထလာတာတောင်းဒီလောက်ကြောက်စရာကောင်းတာနောက်တစ်ခေါက်တန်လိုင်းထလာရင်အသက်ရှင်တဲ့လူတောင်းကြမ်းမမှုဘူးဆိုပြီးပြောလိုက်ပါတယ်ဒါကိုကြတော့အင်အားစုတချို့ကတော့ထွက်ပြေးကြပါပြီဒါပေမဲ့အယိုးစုကလှုပ်ရှားလာပြီးတော့ထွက်ပြေးတဲ့သူတွေကိုအစာဖြောက်လိုက်ပြီးလေခမ်းမတစ်ခုလုံးသွေးရောင်နေနဲ့လွှမ်းသွားပါတယ်ရေခဲမြစ်တောင်ကြကသစီဦးကြီးကြံရှင်ကိုဒါဘလို့ဖြစ်တာလဲလို့မေးလိုက်တော့ငါဘလို့လုံးသိမှလဲဆိုပြီးပြန်ဝင်လိုက်ပါတယ်အယိုးစုကသွေးတွေကိုဆုပ်လိုက်ပြီးတော့အကျွင်းကြံတဲ့မြေတွေကိုဝင်လာတဲ့သူအကုန်သိဆိုတဲ့စကားတန်တဲ့အတူအယ ိုးစုကလေးပေါ်ကိုပြောင်းတက်လာပါတယ်။တဆေဦးကြီးချန်ရှင်ကတော့စိုးရင်စားမလိုဘူးဆိုပြီးတော့တိုင်းသူတော်စင်ရဲ့အယိုးကိုထိန်းချုပ်နေတာတိုင်းသူတော်စင်ထားခဲ့တဲ့ဝိညာဉ်ကျွမ်းကျင်အမြင်လေးပဲဆိုပြီးအားပေးလိုက်ပါတယ်။ရှောင်းရံကတော့တိုင်းသူတော်စင်ရဲ့အယိုးကသူ့ကြောင့်နိုးထွက်လာတာဆိုတော့တဆေဦးကြီးချန်ရှင်ကိုပဲအရင်စတိုက်ခိုင်းလိုက်ပါတယ်။ရှောင်းရံပြောတာကိုတောင်ချတဲ့ခင်ထံကလည်းလက်ခံတယ်လေ။ချန်တဲ့သူတွေကလည်းမင်းရောက်ဆိုပြီးတော့တဆေဦးကြီးချန်ရှင်ကိုဝိုင်းပြောကုန်လို့တဆေဦးကြီးချန်ရှင်ကပူနေပါပြီ။ အဲ့ဒါနဲ့တစီဝကြီးကြံရှင်းကစကားများနေတော့အကြီးခဲဝံကလှုပ်ရှားရှိတာမြန်မြန်လှုပ်ဆိုပြီးပြောလိုက်ပါတယ်။သွေးမြူတွေကိုစုပ်ယူတာများသွားရင်အယိုးစုကလည်းပို့ပြီးတန်မာလာပါလေ။စကားများလိုက်တာဆိုပြီးတော့တစီဝကြီးကြံရှင်းကပြေးတိုက်ရပါပြီ။အယိုးစုကတော့သူတိုက်တာကိုလည်းညှိုးလေးနဲ့ပဲတားလိုက်ပါတယ်။တန်ကျိုးတွေကိုထုတ်ပြီးထတ်တိုက်တော့အေးအေးဆေးဆေးပဲရှောင်ပြီးတော့လက်သီးဆုပ်လိုက်ရုံနဲ့တန်ကျိုးတွေကတစားစီပြုတ်ထွက်ကုန်ပြီလေ။ဓားကိုထုတ်ပြီးတော့ထတ်တိုက်တော့လေလက်ညှိုးနဲ့ပဲတားထားလိုက်ပြီးခြေဆောင်တာဓားပါအကွဲသွားပါတယ်။ပြီးတာနဲ့ဟိုကဒိုကြီးစွမ်းရင်တွေကိုဆက်သက်နဲ့ပြည့်တယ်လို့ပြန်တိုက်ပြီလေ။ တဆေဦးကြံရှိတဲ့ရောက်အသေးတံပြေးနေရပါပြီပြီးတာနဲ့ကြံတဲ့သူတွေကိုရက်ကြည့်နေလို့ဟောက်လိုက်ပါတယ်ပြောပြီးတော့ဆက်ပြေးပါတယ်အကြီးကဲဝန်ကတော့အားလုံးထူထိုက်ကြမယ်ဆိုပြီးပြောလိုက်ပါတယ်သူပြောသွားတဲ့ထဲမှာကြဲကြဲဆိုင်ရင်လဲပါတယ်လေအဲ့တော့မှရှောင်းရံတယောက်အင်အားတွေခြံထားမှဆိုလို့သူ့ကိုပါအဖိုးကြီးကဆွဲထည့်မှရှောင်းရံသဘောပေါက်လိုက်ပါတယ်ကျွန်တော်ကောင်မလေးကလည်းအဖိုးကြီးမှမကောင်းတဲ့ရွယ်ချက်တွေရှိတာသိတာကြောင့်သူပဲသွားမယ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကငင်းလိုက်ပြီးတော့စိတ်ချဖို့ပြောလိုက်ပါတယ်တဆေဦးကြံရှင်ကတော့ခွေပြေးဝက်ပြေးပြေးနေရတော့မှာပဲတဆေဦးကြံရှင်အောက်ကိုပြုတ်ကျသွားတော့အယိုးစုကတိုက်လိုက်တဲ့ချိန်မှာပဲကြံတဲ့သူတွေကဝင်လာပြီးတော့ပြစ်လိုက်တဲ့စွမ်းရင်လုံးကိုလေးဟာနဲ့အကွက်ချောင်းနဲ့ပို့လိုက်ပါတယ်ပြီးတာနဲ့အားလုံးပေါင်းပြီးတိုက်ကြ ြပါပြီ။ရှောင်းရံနဲ့တစီအိုကြီးကြိုင်ရှင်ကတစ်ဖက်စီဝင်တိုက်တာကိုကာလိုက်ပြီးတော့လက်ကတစိမ့်တွေကိုလှုပ်လိုက်ပါတယ်။ပပတ်လေကစွမ်းရည်လုံးတွေထွက်လာပြီးတော့ဆောက်ဝိုင်းပုံစွမ်းရည်လုံးတွေကနေဒိုချီစွမ်းအားတွေဇက်တိုက်ထွက်လာပြီးလိုက်တိုက်ပါတယ်။ရှောင်းရံတရောက်အနောက်ကနေပြီးစိတ်ဝိညာဉ်ထုတ်ပြီးတော့တိုက်နေရင်အယိုးစုဘောကစာတန်းကိုတွေးလိုက်ပါတယ်။အဲ့ဒီတော့မှတစီအိုကြီးကြိုင်ရှင်ကအယိုးစုကိုဘာလို့လိုချင်နေမှန်းနားလည်သွားပါပြီ။တကယ်ရန်နာကအယိုးစုဘောမှာရှိနေတာပါ။ဒါပေမဲ့တစီအိုကြီးကြိုင်ရှင်ကိုယ်တိုင်လည်းထန်းစင်တိုင်ညာကဒီမှာရှိနေတာမသိပါဘူး။အားလုံးစုပေါင်းပြီးတိုက်လိုက်တော့ရက်သွားတဲ့အယိုးစုကတစီအိုကြီးကြိုင်ရှင်အနာကိုကတ်လာတဲ့အခါမှာပြန်လှုပ်ရှားလာပြီလေ။ခမကြီးတွေမှာစွမ်းရည်ဝဲကြက်တွေပေါ်လာပြီးတော့တိုင်ခွက် ထုတ်သုံးနေတဲ့အတွက်အကုန်လုံးပြေးကြရပါပြီအယိုးစုထုတ်လိုက်တဲ့ဆွဲငင်အားကြောင့်မပြေးနိုင်တဲ့သူတွေကတော့အနှက်ရောင်လဲနေအောင်မှအသက်ပြောက်သွားပါတယ်ဆွဲငင်အားပူကောင်းလာတဲ့အတွက်ချစ်ရံကိုဒူတန်ကြီးစီပစ်ပေးလိုက်ပြီးတော့ကိုယ်တိုင်ကတော့အနောက်မှာခြံခဲ့ပါတယ်ပေတံကိုယူပြီးတော့ဆွဲငင်အားကိုတောက်ခံလိုက်ပါတယ်ဆုပ်ယူခံရရင်သွားပြီဆိုတာသိတဲ့အတွက်မီလန်ခွဲဆူနာမီကိုထုတ်ပြီးတိုက်လိုက်ပါတယ်ဒါပေမဲ့ဟိုဘက်ကတော့အချိန်နဲ့နဲ့တောင် ရောမသွားပါဘူးပြီးတာနဲ့လျှက်စီးသုံးတော့ခန္ဓာကိုယ်ကိုထုတ်ပြီးတော့ကိုယ်ပေါ်နဲ့အတူထပ်ပြေးပါတယ်အယိုးစုကတော့ဆုပ်ယူထားတာတွေအကုန်လုံးကိုဖောက်ခွဲလိုက်ပြီးလေလူတွေအကုန်လုံးလွှင့်ပြီးထွက်လာပါတယ်ရှောင်းရံတရားဒီအယိုးကိုရသွားမလားဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပြပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလို့ Lagi bimbang, kan ya?